ါကျေရောဒုတိယရင်ဒီမှာစာဖတ်သက်ဖတ်သက်စာပုံများကြာချင်းပါเนาะဟောလဲဆိုပြီးခဲ့တဲ့တစ်ပတ်ကဟောဟာရစကက်လုံးလေးတွေအဲဒါတပတ်တဲ့ပတ်သက်တဲ့အဒီနဲ့ဒီတွေနဲ့တွေ့တဲ့ဟာလေးတွေသင်ပြီးသွားပြီ။သင်ပြီးသွားတဲ့ခါမှာဒီမှာတပတ်ပတ်တဲ့ဆိုင်ရဲ့စာပုံလေးမျိုးသင်ပြီးမိဖြစ်ပါတယ်။သင်ပြီးမှဖြစ်ပါတယ်။အဲတော့ဆိုရင်ပြီးခဲ့တဲ့တပတ်ကပြီးခဲ့တဲ့ဟာပြီးခဲ့တဲ့ဘက်ကပြီးခဲ့တဲ့အားလေးတွေကိုပြန်ပြပါမယ်။ဒါပြီးခဲ့တဲ့ဘက်က တင်ခဲ့တယ်ဟောဟာရစကလုံးလေးပေါ့နော်ဒါလေးတွေကိုတခြားလေးရှာသွားပြီးတော့ဒီဟာလေးတွေကို နားလည်နိုင်မယ်လို့ထင်ပါတယ်ဖတ်ထားပေးမယ်လို့ယူပါတယ်အခုတော့ဒီချေအားပါဠိအစားပုံလေးတွေဖတ်ကြည့်ကြအောင်နော်ဟုတ်ပါပြီပုံထဲမှာပါဠိကိုမြင်ပါတယ်ပုံထဲမှာဘာတွေမြင်ပါလဲအရင်ဆုံးစဉ်းစားကြည့်ပါဦး ဟုတ်တယ်ပုံနေမှာကောင်းကြီးနှစ်ယောက်ကိုမြင်တယ်တယောက်ကတော့ထန်ရရနေတယ်တယောက်ကထန်ရရတဲ့သူစိတ်ထက်ပြင်းနေသူတို့ရဲ့ဘီနာမှာ emergency case ပေါ့နော်ဟိုအရေးပါတတလေးလည်းရှိနေတယ်အာပြုစုပေးနေတဲ့ကောင်းလေးရဲ့အဝတ်ဆောင်အကြတော့တော်တော်များများတည်ရဒါချက်ချင်းလေးဝတ်ဆောင်ပေါ့နော်ဒါဆိုရင်သူကချက်ချင်းလေးတတလေးပေါ့ချက်ချင်းလေးတတလေးဆိုတော့ဒီတန်းရောက်လာတဲ့ကောင်းလေးကိုသူပြုစုပေးနေတယ် ဟုတ်ပြီနော်အဲ့ဆိုတော့ကြက်ချင်ကြီးအဲ့အမေမင်းကကြက်ချင်ကြီးတက်သားတွေကိုမြင်ဘူးလားကြက်ချင်ကြီးတက်သားတွေကဘာလုပ်လဲအဲအဲ့ဒါလေးကိုကိုတိတလောက်လေးစဉ်းစားကြည့်ပေါ့နော်စဉ်းစားပြီးွားတဲ့ခါကျတော့မှဒီစာပုတ်လေးကိုဆက်ပြီးတော့ကြည့်ပေးပါပါပြီစဉ်းစားလို့ โอเคစဉ်းစားလို့ရပြီလို့ထင်ပါတယ်အဲဆိုတော့ဒီချိန်ကဒီစာဖို့ထင်မှာပါတဲ့ဟာလေးကိုအရင်ဖတ်ပြမယ်เนาะစက်ချင်းနေတက်ဖွဲ့ဝင်းမောင်မှန်ဝစ်ဆုံးဝထသည်ပတိစီပေးနေသည်ဖြောင်းမတ်ဒီကြည်သည်မုံမြတ်သောစေရနာရှိသည်စက်ချင်းနေတက်ဖွဲ့ဝင်းမောင်မှန်ဝစ်ဆုံးဝထသည် ပတိစီပေနေသည်ဖြောင်းမဲ့တည်ကြည်သည်မုံမြတ်သောစေတနာရှိသည်ဟုတ်ပါပြီဒီစာပိုက်လေးကိုနားထောင်ပြီးတဲ့အခါမှာဆောနာတတော်တမျိုးခံမှန်းထားတဲ့ဥမာဆိုလို့ရှိရင်ကိုကိုမြင်ဘူးတဲ့ချက်ချင်းဒီတက်ဖွဲ့ဝင်အန်နေကိုအိမ်သားမှာပဲရှိရပဲဖြစ်ဖြစ်ရက်ကွက်ထဲမှာရှိရပဲဖြစ်ဖြစ်အခုကာလဆိုလို့ရှိရင်ဂျေရိုနဲ့ခက်ခဲနေတဲ့အချိန်မှာချက်ချင်းဒီတက်ဖွဲ့ဝင်တွေက တခြားလူတွေအတွက်ဘယ်လိုကူညီပေးလဲဆိုတဲ့ဟာကိုကြားဖို့တဲ့သူလည်းရှိမှာပေါ့နော်အဲ့ဟာမျိုးတွေကြားဖို့ရဆိုတော့ကိုမြင်ဘူးတဲ့သူနဲ့ကိုကြားဖို့ထားတဲ့အကြောင်းဟာနဲ့ဒီစာပုတ်ထဲမှာပါတဲ့ဟာလေးကကိုင်ညီမှုရှိရလားအာဆိုတဲ့ဟာလေးကိုပြန်ပြီးစဉ်းစားကြည့်ချင်ပါတယ်ဒီမှာချက်ချင်းဒီတက်ဖွဲ့ဝင်မောင်မှတ်ဆိုတော့ဒီကောင်လေးရဲ့နာမည်ကဒီချက်ချင်းဒီတက်သားလေးရဲ့နာမည်ကမောင်မှတ်ပေါ့ဟုတ်ပြီဝတ်ဆောင်ဝတ်ထားစီဆိုတော့သူကချက်ချင်းဒီဝတ်ဆောင်လေးကိုဝတ်ထားတယ်ပတိစီပေးနေဟုတ်တယ်သူပတိလက်စီပေးနေတယ် ဖြောင်းမတ်တီကြည်တီဖြောင်းမတ်တီကြည်တီဆိုတာကကြာတော့ဟိုဒီထဲမှာမတွေ့ရဘူးเนาะဘာလဲဆိုတော့ ပါတော့ကြတော့သူ့ရဲ့စိတ်ထားတယ်သူ့ရဲ့စိတ်နေသဘောထားတယ်သူ့ရဲ့လောက်ရဲ့အကင်ကိုကြည့်ပြီးသွားတဲ့အခါမှာရေရှည်ဖြစ်လာတဲ့အခါမှာသူ့ကိုခံမှန်းလို့ရတာတိသူ့အကြောင်းတိလာတော့မှဒီလိုပြောလို့ရမှာတော့မမဟုတ်လို့ရှင်လေသူ့ရဲ့မျက်နှာကိုကြည့်လိုက်တဲ့အခါမှာဟာမျက်နှာလေးကိုကြည့်လိုက်တာနဲ့သူ့ကိုကြည့်လိုက်တာနဲ့စိတ်ကောင်းရှိမဲ့ရုပ်ကလေးဆိုရဲအာချစ်စရာလေးစသဖြင့်လူတွေမြင်ကြတဲ့ပုံစံပေါ့နော်ဆိုတာဖြောင်းမဲ့တီကြီးတီဆိုတာဒါဆိုမမဟုတ်ကိုကြည့်လိုက်တာနဲ့ဟာသူ့ပုံစံကဖြောင်းမဲ့တီကြီးမဲ့ပုံမဲ့ရိုးသားမဲ့ပုံမဲ့ကုညီတက်မဲ့ ဲ့ပုံပဲဆိုတဲ့ဟာမျိုးကိုသိတာစီရာမျိုးပေါ့မမျက်တော်စေတနာရှိတည်ဟုတ်တယ်မမျက်တော်စေတနာရှိရပါကြောင့်လဲဆိုတော့တက်ချင်ဒီတက်ဖွဲ့ဝင်ထားရဆိုတဲ့ကသူကတခြားသူတွေကိုကူညီခြင်းလို့ဖြစ်တယ်ဒါကြောင့်မလို့သူ့ရဲ့စေတနာကသူတပါအပေါ်ကိုကူညီပေးခြင်းနဲ့စိတ်စေတနာရှိတယ်ဆိုတဲ့ကသူကသူ့မှာကောင်းမွန်တဲ့စိတ်ထားလေးရှိနေရဲဆိုတာကိုသိနိုင်တာပေါ့နော်ဟုတ်ပါပြီအဲဒါဆိုလို့ရှိရင်ဒီစာပိုက်လေးကိုဖတ်ပြီးရဲ့အခါမှာရှယ်ဘာလို့စေခြင်းလဲဆိုတော့ တာရတမလူရဲ့ပတ်ဝန်းကျင်မှာပတ်ဝန်းကျင်မှာပေါ့နော်ကိုတည်တဲ့ကိုတည်တဲ့ချက်ချင်းဒီတခွဲဝင်ရင်တရားရှိသလားဒါမှမဟုတ်ရင်ကိုကကိုတည်ရဲ့ဆိုတာကို့အိမ်နာပတ်ဝန်းကျင်မှာမရှင်တော့မမေတို့ရဲ့ဖေဖေမမေတို့ရဲ့အပေါင်းအသင်းတွေထဲမှာ ိုယ့်ရဲ့ကိုကိုမမတွေဦးဦးတော်တော်တွေရဲ့အပေါင်းအသင်းတွေထဲမှာရှိသလားတို့ရောဘာတွေဘယ်လိုအလုပ်တွေလုပ်ပေးနေလဲအမဒီကာလာဒီလိုခက်ခဲနေတဲ့ကာလာကြီးမှာဆိုဘယ်လိုအလုပ်မျိုးတွေလုပ်ပေးနေလဲဆိုတဲ့ဟာမျိုးလေးတွေကိုဟိုမပင်မေတို့မေးကြည့်ပါဒါမှမဟုတ်လို့ရှင်လဲ Facebook မှာတွေ့တဲ့ဟာမျိုးပဲဖြစ်ဖြစ်ကိုကြအတင်းအတကိုတရင်ကြားဘူးတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးငိုလူတယောက်အကြောင်းကိုဟိုမေမေတို့ကိုမေးပြီးတော့စာကြောင်းလေးတွေ ရေးကြည့်ပါလားဒီမှာဆိုလို့ရှိရင်စာကြောင်းလေး၅ကျောင်းရှိပါတယ်အဲ့တော့တတော်သမီးတို့ကလည်းစာကြောင်းလေးလည်းတော်တော်ရေးနိုင်နေပြီဆိုတော့အဲ့ကကြောင်းဒီဟာလေးကိုဟိုဒီဒီအကျောင်းရလေးဒီမှာရေးထားတဲ့အကျောင်းရလေးကိုအခြေခံပြီးတော့ကိုကသူ့အကျသူ့နဲ့ပတ်သက်တဲ့စာလေး၅ကျောင်းတော့ရေးကြည့်ပါလို့ဒီချေပိုက်တွင်းချင်ပါတယ်အဲ့လိုမြင်ခင်မှာဒီချေကတော့ဒီချေတီးတဲ့တစ်ချိန်တစ်ဖွဲ့ဝင်လူတယောက်အကျောင်းချေက ခဏလောက်ပြပြချင်ပါတယ်ဒီချေနဲ့အဲဒီချေကအဲ့ဒီကောင်ကလေးပေါ့နော်ဒီချေတို့ထက်ငယ်တဲ့အဲကလေးကောင်ကလေးတယောက်ပေါ့အော်သူကအသက်20ဒီချေတို့တင်းနေစမှာအသက်20ပဲရှိသေးတယ်သူကငငယ်လေးတည်းကချက်ချင်းဒီတစ်ဖွဲ့ဝင်ဖြစ်ချင်တယ်ဟာဝါသနာပါတယ်ဆိုတဲ့အကြောင်းလို့သူကငါချက်ချင်းဒီအဖွဲ့ဝင်ပေါ့နော်အဖွဲ့ဝင်အဖြစ်သူကလောက်ခဲ့တာအာအခုဆိုလို့ရှိရင်သူကအာ အခုဆိုရင်တော့အသက်23နှစ်ရှိသွားပြီသူကသူ့ပတ်ဝန်းကျင်မှာ သူ့လမ်းထဲမှာသူ့ရဲ့မြို့ရွာအတွက်ကိုသူကအများကြီး အာအလုတ်လုတ်ပေးခဲ့တယ်ပေါ့ဟောလူတွေခက်ခဲဒုက္ခရောက်နေတဲ့အချိန်မှာသူကအာကူညီပေးခဲ့တယ်ဟိုမှာအောက်ဆီဂျင်မရတဲ့သူတွေအတွက်အောက်ဆီဂျင်ရှာပေးတာ အာမျိုးလိုပြောလို့ရှိရင်အာဒီကာလအိမ်မှာလူတွေခက်ခဲနေတဲ့အခါထိခိုက်ဒဏ်ရာရတယ်ရိုင်းနှက်မှုတွေဖြစ်တဲ့အခါမှာထိခိုက်ဒဏ်ရာရတယ်အဲ့အရာမျိုးတွေတွေ့တယ်သူလမ်းသွားရင်းနဲ့အဲဆိုင်ငယ်တိုက်တဲ့အမှုဆိုင်ငယ်တိုက်လို့ဟိုအတိုင်းမိတဲ့လူတွေတွေ့ရင်တော့မှသူကဝင်ပြီးတော့သူတတ်ထားတဲ့ချက်ချင်းကြီးအေးရဲ့အရေးပေါ်အသက်ကယ်နည်းပညာနဲ့သူကလူတွေအများကြီးကိုကူညီပေးခဲ့တယ်အ အဲလူတယောက်ဖြစ်ပါတယ်အဲ့တော့သူ့ဘူးပုံချင်အောင်သူတော်တော်များများကလည်းချစ်ကြတယ်ခင်မင်ကြတယ်သူကအများအကျိုးအတွက်ကိုလည်းတိချာလို့음ကောင်းကောင်းလေးလှုပ်ပြီးရစေတနာလေးရှိရဲ့လူလေးဒီလူလေးတယောက်ဖြစ်ပါတယ်အဲ့တော့သူကစေတနာကောင်းတဲ့အတွက်သူ့ရုပ်ကလေးကလည်းချစ်စရာကောင်းပြီးကြည်လင်နေရမျိုးပေါ့နော်။အဲဒါမဲ့စိတ်မကောင်းစရာကကြတော့ဒီကာလမှာပဲသူကအများအတွက်ကိုအလုံးလုံးချင်နေအဲသူက တည်တည်သွားပြီပေါ့နော်တည်ဆုံးသွားပြီပေါ့ဒါပေမဲ့သူရဲ့တည်ဆုံးခြင်းကလည်းအင်းသူရဲ့ကောင်းမွန်တဲ့အလုပ်တွေပေါ့သူကအလုပ်ခဲ့တဲ့ကောင်းမှုတွေကြောင့်သူကကောင်းရမယ့်ရောက်မယ်လို့ရှင်တို့ကယုံကြည်ပါတယ်အာဒါပေမဲ့အများအတွက်ကိုသူ အလုံးလုံးပေးခဲ့တယ်ဆိုတဲ့ဟာမျိုးကဒီချက်ချင်းဒီတပားလေးစီမှာရှိနေခဲ့တယ်ပေါ့နော်အဲကြောင့်မျိုးချက်ချင်းဒီတပ်ဖွဲ့ဝင်တွေကအာဝတ်ဆောင်ဝတ်ထားရုံပတိစီပေးရုံဝင်တယ်မဟုတ်ဖဲနဲ့သူတို့ရဲ့အတွင်းစိတ်ထဲကအာဖြူစင်တဲ့စေတနာရေးရှိတယ်ကောင်းမြတ်တဲ့စိတ်ထားတွေရှိနေတယ်အများအတွက်ကိုလည်းအများချို့အတွက်ကိုလည်းကိုယ့်ရဲ့အသက်ကိုတော့ပရဏမထားပဲနဲ့လောက် လောက်ကင်ပြီးပေးလို့တဲ့စိတ်စီရနာရဲ့ရှိတယ်ဆိုတဲ့ဟာကိုသိစေချင်ပါတယ်အဲ့တော့ကိုအနီးနားမှာရှိတဲ့ကိုကြားဘူးတဲ့လူတယောက်အကြောင်းကိုလည်းစာရင်းကချောင်းလုံးကြီးပေးပါလို့ဒါဆိုရင်စာဖတ်ရုံနဲ့ပြီးသွားရုံမဟုတ်ဘဲနဲ့ကိုအနားမှာရှိတဲ့လူတွေကိုလိလာစေချင်တဲ့အနားပေါ့နော်ဒီချက်ကတော့ဟုတ်ပါပြီအဲ့ဆိုရင်နောက်တစ်ပုဒ်ကိုကြည့်ရအောင်ပါဒီပုံထဲမှာဆိုရင်ဘာကိုတွေ့လဲ အာဒီပုံလေးမဟုတ်တယ်ချင်းခတ်နေကြတယ်ချင်းခတ်နေကြတယ်ဟုတ်ပြီချင်းခတ်တာတော့မမတူးเนาะချင်းမှာမှာသူကအမျိုးမျိုးရှိတယ်ဒီမှာဆိုလို့ရှိရင်ပေဘက်ကပုံမှာဆိုလို့ရှိရင်เนาะအင်းကြီးအဝိုင်းဝတ်ထားတာကတော့သူတို့ကချင်းကိုအဖွဲလိုက်အဝိုင်းချင်းပေါ့ဝိုင်းပတ်ပြီးတော့ဝိုင်းဝိုင်းဝိုင်းကိုပတ်ပြီးတော့ချင်းဝိုင်းပေါ့စီဝိုင်းနဲ့မှာဝင်နေပြီးတော့အဲဝိုင်းနဲ့မှာပတ်ပြီးတော့ခတ်နေရဲ့ဝိုင်းဝိုင်းဝိုင်းဖွဲ့ပြီးတော့ခတ်တာပေါ့เนาะဒီမှာဆိုလို့ရှိရင်တော့မှာပဲဝိုင်းဖွဲ့အမှတ်ခတ်ပြိုင်ပွဲဆိုခတ် ခတ်ဆိုတဲ့ဆလုံးကိုလည်းဒီနေရာမှာတွေ့နိုင်နေပေါ့နော် okay ဒီဘက်ကဘယ်ဘက်ကအညာဘက်ကပုံကတော့အနီရောင်ဆိုတော့ချင်းမှာမှာတော့ပိုက်ကြော်ချင်းအလယ်မှာပိုက်တားထားတယ်အာပိုက်ထားထားတယ်အဲ့လိုဟိုပိုက်ကိုကြော်အောင်ဟိုဘက်အတင်းနဲ့ဒီဘက်အတင်းနဲ့လိုင်းပြီးတော့ပြန်ရတဲ့ဟာဒါကတော့အဖွဲလိုက်တစ်ဖက်နဲ့တစ်ဖက်နဲ့ပြန်ရတဲ့ဟာဒီဘက်ကဘယ်ဘက်ကကြာတော့အခုအ ွဲနဲ့ကိုပဲပြန်ရပြန်ဆိုင်ပြီးခက်ရတဲ့ချင်းချင်းလုံးချင်းခန့်နီးပေါ့နော်ဟုတ်ပါပြီချင်းခန့်နီးနှစ်မျိုးရှိအော်ဒီနှစ်မျိုးကိုချေပြထားပေါ့နောက်ကတူရဲခက်တဲ့ချင်းနီးလည်းရှိတယ်ပေါ့အလှပြချင်းနီးလည်းရှိချင်းခက်တဲ့ဟာလည်းရှိပါတယ်ဟုတ်ပါပြီအဲ့ဒါဆိုတော့ဒီလောက်တောင်ပြထားရဆိုတော့အခုသင်မစားဖို့လေးကချင်းခက်တာနဲ့ပတ်သက်တဲ့စာအုပ်လေးပဲစာပုဒ်လေးပဲဖြစ်ပါတယ်ဖတ်ကြည့်ကြအောင်နော်လုံငယ်များချင်းခန့်နေကြသည် အဝိစင်တဝိထသည်ဖဏောင်းနှင့်ဆက်၍ခတ်သည်ဝိုင်းတုံးလေးပက်လေသည်ဖြက်ဖြက်လက်လက်ရှိကြသည်လူငယ်များချင်းခတ်နေကြသည်အဝိစင်တဝိထသည်ဖဏောင်းနှင့်ဆက်၍ခတ်သည်ဝိုင်းတုံးလေးပက်လေသည်ဖြက်ဖြက်လက်လက်ရှိကြသည် ဟုတ်ပါပြီဒါဆိုရင်လူငယ်တွေပေါ့အခုခတ်နေတဲ့သူတွေကလူငယ်တွေအာလူငယ်တွေခတ်တယ်လူဟိုလူငယ်တွေကကြတော့အော်ဒီကပြိုင်ပွဲဝင်နေအဝိစင်တူဝတ်ထားရဆိုရကတာသူတို့ကပြိုင်ပွဲတစ်ခုကိုရောက်နေတယ်ပြိုင်ပွဲတစ်ခုမှာပြိုင်ပွဲอืมပြိုင်ပွဲပြင်ဟိုပြိုင်မှာမဟုတ်လို့အဝိစင်တူဝတ်ထားကြအောင်เนาะမဟုတ်လို့ရှင်ပုံမှန်ခတ်တယ်ဆိုရင်ကို့မှာရှိရအဝိစားနေပဲခတ်ကြတာဟုတ် ဆိုတဲ့အခါကျတော့ဟိုဘက်အတင်းဆိုလို့ရှိရင်ညာဘက်ကပုံမှန်ဆိုလို့ရှိရင်ပိုက်ကြောချင်းကတ္တာမှာဒီဘက်အတင်းကအနီရောင်ဝတ်ဆောင်ဝတ်ထားပြီးဟိုဘက်အတင်းကတော့အပြာရောင်ဝတ်ဆောင်လေးဝတ်ထားပါဘောနော်ဒီမှာကျတော့ဟိုမှာအခွက်လိုက်မှမှသူတို့ကအဝါရောင်ဝတ်ဆောင်လေးဝတ်ထားအဝတ်စင်တူဝတ်ထားဒါဆိုအတင်းဖွင့်နဲ့ပြိုင်နေဟာအတင်းဖွင့်နဲ့ပြိုင်နေမှလို့သူတို့ကအဝတ်စင်တူလေးတွေဝတ်ထားတာခနောက်နဲ့ဆက်ရခက်ရတယ်ဒီမှာဝိုင်းချင်းမှကျတော့ခနောက်နဲ့ဆက်ခတ်တာကဝိုင်းချင်းမှပေါ့နော်ပိုက်ကြောချင်းကျတော့ခနောက်နဲ့ဆက်ရုံနဲ့မရတော့ဟိုမှာခြေောက်တွေမြောက်တာတွေကိုခေါင်းတွေတိုက်တာတွေဟုတ်ပြီနော် ဟိုဖနောင်းနဲ့ဆက်ယူခက်ဆိုတာဖနောင်းလေးနဲ့ဆက်ပြီးတော့ခတ်တယ်အဲ့ချိန်မှာခတ်လိုက်တယ်ဆိုတာကိုယ့်စီကနေတခြားလူစီကိုရှောက်အောင်ခတ်ထုတ်လိုက်တာကိုယ့်စီမှာရှိနေရမို့လားတော့တတ်သက်အတုံးကိုတတိထားပို့ပြီးတော့ပါအမှခတ်တတ်သက်ခတ်ဒီအဲ့ချိန်အာရှေ့ငန်းစာတော့ကလည်းပြောခဲ့တယ်လို့မျိုးပဲအဲ ကိုစီကနေသူများစီရအောင်ခတ်ထုတ်လိုက်တာကိုစီကနေအပြင်ကိုရအောင်ခတ်ထုတ်လိုက်တာဒီတတ်တဲ့နခက်ဒီလိုပဲအဲ့လိုပဲရှင်းလုံးရှင်းလုံးကိုကိုယ့်လက်ထဲမှာထားလို့မရဘူးသူများစီကိုမှသူအားဆိုခတ်လိုက်ပြီဆိုရင် သူ့စီကိုရအောင်ခတ်လိုက်ပြီဆိုလို့ရှိရင် ကိုယ့်စီကကန်ထုတ်လိုက်တဲ့သဘောမျိုးပဲကိုယ့်စီမှာမရှိအောင်ခတ်ထုတ်လိုက်တဲ့သဘောမျိုးဒါကြောင့်မလို့ခြေထောက်နဲ့ဆက်၍ခတ်သေးဆိုတော့အကကြတော့ခြေထောက်ကလေးစက်ခနဲလေးပဲအမဆိုလို့မင်းတို့ဆိုအိတ်ငိုက်တယ်မကောင်းစက်ခနဲစက်ခနဲနဲ့အခုရှိအောင်ငိုက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 ်ကြာသွားလေအဲ့အမျိုးဆိုလို့ရှိရင်အာတမင်တက်ခေါင်းယုံငိုက်ချလိုက်တော့မလားစက်ခနဲစက်ခနဲဖြစ်သွားတဲ့ဟာမျိုးအဲ့အမျိုးဆိုလို့ရှိရင်အဲဆက်တယ်လို့သုံးတော့ဖနက်လည်းလိုပဲခြေထောက်ကလေးနဲ့ဆက်ပြီးတော့ခတ်ချလိုက်တာသူများစီရောက်သွားနော်အဲ့ဆိုဖနောင်းနဲ့ဆက်၍ခတ်သည်လို့ပြောပိုင်း၃လေးဘက်လေဒီဆိုအားရဆိုသူတို့ကဝိုင်းသုံးလေးပဲလေဆိုတာချင်းလုံးက ညာဟိုဒီ wine ထဲမှာရှိရဲ့လူတွေအကုန်လုံးရဲ့6ရောက်တဲ့ကိုရက်သွားတယ်။ဒီပြုတ်မကြသေးဘူး။ဘယ်နဲ့အာအဲ့လိုပြုတ်မကြအောင်ခါတာပြုတ်ကြလို့ရှင်သူတို့ကရှုံးသွားပြီ။အမှတ်လျှော့သွားရင် အမှတ်နဲ့အမှတ်နဲ့ဆိုလို့ရှင်လေအာပြုတ်ကြသွားရင်အမှတ်လျှော့သွားတယ်။အဲ့လိုပြုတ်မကြအောင်ခတ်နိုင်ရတာလူ6ရောက်လူတွေကိုဟိုအောက်ကနေဘောလုံးကန်လို့6ရောက်နဲ့ကန်တာမဟုတ်ဘဲနဲ့အဲ့လိုမျိုးလေးပေါ်မှာပဲလေးပေါ်မှာပဲ6ရောက်ဆ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 က်ပြီးတော့ ခတ်လိုက်တာဘာဖြစ်လဲအဲသူတို့ဒေါဝိုင်းကို3လေး3ဘက်4ဘက်ထိအောင်လဲသွားတယ်ပေါ့နော်3ဘက်4ဘက်ရအောင်တဲ့ထိအောင်မကြသေးဘူးလို့ပြောအဲဆိုဖြက်ဖြက်လက်လက်ရှိတာဒါဆို노ကြွားနေရမယ်အားကစားလုပ်တယ်ဆိုလို့က노ကြွားနေရတယ်ဖြက်လက်နေရတယ်ဟာကိုကငေးနေရယ် ချင်းလုံးတော့ခတ်နေသူများကိုငင်းနေဆိုကိုစီကိုချင်းလုံးရောက်တယ်မသိမသိဘူးဆိုချင်းလုံးညာကိုစီရောက်ပြုတ်ကြပါမှာလေဟုတ်တယ်မလားအဲဆိုလို့ရှိရင်အဲ့လိုမျိုးလုံးလုံးမရအောင်ဖြစ်ဖြစ်လက်လက်ဆိုဟာကိုစီကိုရောက်လို့ရှိရင်ကိုဘလိုလေးခတ်ဖို့တော့ကိုမအဆင်အသင့်နေတာနဲ့နေနေရတဲ့ဟာမျိုးအဲ့တော့ဖြစ်ဖြစ်လက်လက်ရှိရင်အားသာလုပ်ချင်းဒီလူကိုကျမ်းမာစေရဲ့တော်လက်စေရဲ့ဖြက်လက်စေရဲ့စသဖြင့်ပေါ့နော်ကောင်းချိုလည်းရှိပါတယ်လို့ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်တော့ အာဒီဟာလေးကိုသဘောပေါက်မယ်လို့ထင်ပါတယ်။ဒါလေးကိုဖတ်ပြီးသွားလို့ရှင်လဲအဲ့လိုပါပဲ။အာချင်းလောက်ညမရွေချင်းခက်ကစားနည်းနဲ့ပတ်သက်တဲ့အဲအချက်လက်တွေကို YouTube မှာအလိုက်ပြီးတော့ share လို့ရပါတယ်။မဟုတ်ရင်လည်း Facebook ပေါ်မှာ Facebook ပဲတုံးတက်တယ်ဆိုလို့ရှင်တော့လည်း Facebook မှာ share ကြည့်လို့ရပါတယ်လို့ ဒါဆိုလို့ရှင်တခြားချင်းခန့်နီးနဲ့ပတ်သက်တဲ့တခြားဘယ်နီးတွေရှင်အခုဆိုရင်ချောင်းဝိုင်းချင်းရဲ့ဘယ်လိုပြောမလဲဝိုင်းဖွဲ့ပြီးခတ်တဲ့ချင်းကစားနီးရဲ့ပိုက်ကြောချင်းကစားနီးရဲ့ဟိုချေရှာပြထားတာဆိုတော့တအားတို့မျိုးရောတခြားဘယ်ဟိုဘယ်လိုဘယ်လိုဟာမျိုးလဲချင်းလုံးပြိုင်ပွဲအကြောင်းဘာလို့ရှာဖတ်ပြီးရောဘယ်လိုမျိုးထပ်တွေ့လဲဆိုတဲ့ဟာလေးတွေကိုချေးစီချင်းပါတယ်ဒါကတော့ဒီဟာလေးကတော့ဖတ်မှာเนาะဖတ်ပြီးတော့ဒီချက်ဆွဲတဲ့ပုံမဟုတ်ဘဲနဲ့ကိုယ့်ကိုရှာတွေ့ထားတဲ့ချင်း အာချင်းမြန်ချင်းလုံးအကစားနီးနဲ့ပတ်သက်တဲ့အဲကစားနီးအမျိုးအမည်တွေကိုလည်းရှိလို့ရပါတယ်လို့ဟုတ်ပါပြီအာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်တော့ဒီမှာနောက်တစ်ခုနောက်တစ်ခုကကြတော့ဒီမှာဒါကတော့ဒါလေးတွေကတော့ဖတ်ရုံမှာပဲဖတ်ပြီးတော့မှတ်မိရယ်ဆိုရင် စာလေးတွေဖတ်နိုင်တယ်ဆိုလို့ရှိရင်ရပါပြီသစ္စနာမှာရမတ်ကြီးရတတုံးများခွဲဖြတ်နေသည် မပြတ်မလတ်ဆောင်ရွက်သည်ပြင်ချက်များထပ်ထသည်တတရရဲ့ရှိသည်သစ္စနာမှာရမကြီးရတတုံးများခွဲပြဲနေသည်မပြတ်မလတ်ဆောင်ရွက်သည်ပြင်ချက်များထပ်ထသည်တတရရဲ့ရှိသည် Okay, now the boat, yeah. ရှိရင်ရေကန်ကိုဝင်ခတ်ပါကျဲနာများမကက်စေရကံမောင်ပေါ်တွင်အဝိမရှောရရှိမဝဲအောင်မပြတ်သတိပြုပါလူကြီးများကစောင့်ချက်ကြည့်ရှုနေသည်ရှိရင်ရေကန်ကိုဝင်ခတ်ပါကျဲနာများမကက်စေရကံမောင်ပေါ်တွင်အဝိမရှောရ ရှင်မဝဲအောင်အမပြတ်တတိပြုပါ လူကြီးများက ဆောင်းချက်ကြီးရှုနေသည်ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်ဒီစာဖို့လေးတွေကိုလည်းဖတ်ထားပေးပါဖတ်ပြီးတော့ဒီထဲမှာပါတဲ့တတ်သက်ပတ်သက်အသုံးလေးတွေကိုမှတ်မိအောင်ဖတ်ထားပေးပါโอเคအဲ့ဒါဆိုလို့ရှိရင်တင်ငန်းစာတစ်ခုလုံးပြီးပြီဆိုတော့ဒီချင်းငန်းလေးလုံးရအောင် ပါဠိလေးလုံးရမယ်ဆိုတော့ကြည့်ကြည့်ပါဦး ဟုတ်ပါပြီ။လက်ချိတ်ငန်းနေနဲ့တကယ်ပြောသလိုပဲဇောနာအာ အာတချေနေလူငယ်ကိုတီးတဲ့အာတင်တီတော့ဆိုတာတော့တမျိုးပြောနော်တင်ဆိုတော့တမျိုးပြောတာအဲ့တော့ကိုပြန်ရေးပါကျွန်တော်တီတော့ကျမတီတော့ပေါ့နော်အဲ့ဆိုလို့ရှင်ခေါင်းစဉ်ပြလို့ရတယ်ကျမတီတော့တချေနေလူငယ်တယောက်အကြောင်းတော့မဟုတ်ကျော်တချေနေကိုကိုအကြောင်းမမအကြောင်းဦးဦးအကြောင်းဟိုအန်ဟိုတီတီအကြောင်းစသဖြင့်ရေးလို့ရနော်ဒါမှမဟုတ်ခုဖေဖေမေမေတွေကတချေနေအာဖွဲ့ဝင်နေလေဖြစ်ခဲ့ဖြစ်ခဲ့မှာပေါ့ကြောင်းငယ်ငယ်တော့ကလေသူတို့လည်းမေးကြည့်ပြီးသူတို့ ဘာတွေလုတ်ခဲ့ရလဲဘယ်လိုအလုပ်တွေလုတ်ခဲ့ရလဲအဲ့တုန်းကအာစိတ်ကရောဘယ်လိုလဲပျော်လားမပျော်ဘူးလားစသဖြင့်ပေါ့နော်အဲ့ဒါ ਈ ရှင်းလို့လည်းရပါတယ်လို့တော့ဒါတော့တမွေတည်တယ်ကြက်ချင်းဒီလူငယ်တယောက်အချောင်းကိုစာချောင်းငါချောင်းရေးပါနောက်တစ်ခုကကြတော့နံပါတ်2ကဆိုတာရှင်းခတ်တဲ့ဟာတော်တော်များများမြင်ဘူးတဲ့ ချင်းဝိုင်းအကြောင်းကိုစာငါးအကြောင်းရေးပြီးပုံဆွဲပါကိုဘောကမငယ်ငယ်တော့ချင်းခတ်နေရကိုချင်းခတ်နေတဲ့သူတွေကိုမြင်ဘူးလားအထူးသဖြင့်ယောက်ျားလေးတွေဆိုမြင်ဘူးမြင်ဘူးတဲ့စိတ်ဝင်စားချတာဟိုယောက်ျားလေးတွေက တို့ရဲ့အာဇာလေးတွေကစားတဲ့အာကစားနီးဘောလုံးကစားနီးတို့ဟိုချင်းချင်းခတ်တာတို့ချင်းဝိုင်းတို့ဆိုတော့ပြီးကြီးချတာများတာ哦ဆိုတော့မင်းကလေးတွေဆိုလို့ရှင်လဲမမြင်ဘူးလို့ရှင်လဲ YouTube တွေမှာ like YouTube မှာ like ရှာလို့ရတယ်ချင်းလောအာကစားနီးဆိုပြီးရိုက်ရှာလိုက်လို့ရှင်အဲ့မှာ video file လေးရှိတယ်အဲ့အားလေးမျိုး video file လေးတွေပဲကြည့်လိုက်လို့ရှင်လဲရပါတော့เนาะဒါကိုဘေးကနေထိုင်ကြည့်နေတို့ပေါ့အဲ့တော့ကိုမြင်ဘူးတဲ့ချင်းဝိုင်းအကြောင်းဟိုစာငါးချောင်းရေးပါတဲ့ရေးပြီးတော့ပုံလေးရေးဆွဲပေးမယ် တော့ကျတော့ပုံလေးဆွဲပေးမယ်ပေါ့နော်ဆင်နေလူငယ်အကြောင်းကတော့ပုံဆွဲကိုအစီပြေဆိုလဲဆွဲပါဆွဲဖို့မလိုဆိုလို့ရှင်လဲမဆွဲပါနဲ့ အဲ့တော့ချင်းဝိုင်းကြောင်းလို့ပြောတဲ့အတွက်ကြောင့်မပါရင်ပါနိုင်တယ်အဲ့တော့အဲ့ဒီချင်းဝိုင်းကိုကြည့်တဲ့အချိန်မှာကိုဘယ်လိုခန်းစားရလဲသူတို့ကစားသွားတာဘယ်လိုဟိုအဖြစ်နဲ့တငယ်ချင်းနေနဲ့အတူတူသွားကြည့်ရလားအော်ဟစ်အားပေးခဲ့သေးလားအာကြည့်နေနဲ့ငါလည်းခက်ချင်းလိုက်တာဆိုတော့စိတ်ဖြစ်လာစသဖြင့်ပေါ့နော်အဲ့ဒါလေးကိုရှင်းလို့ရပါတယ်ဟုတ်ပါပြီဒါလေးကိုဒီချာလေးဖတ်ပြီးတော့အဲ့လိုစာအကြောင်းစာငါးချောင်းနဲ့စာပုတ်လေးနှစ်ပုတ်ကိုရေးထားပေးပါနောက်ပြန်စာရင်းမှပြန်တွေ့မယ်နော်တတား ဒီချာလေးကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခြေက